ဒီကျွန်တော်တောင်ပြည်ပညာရေးအထောက်အကူပြုထီရဲ့29ကြိမ်မြောက်အမြင့်ဆုံး3900စုကြီးကိုနမ်ဆာမြို့နယ်ဟိုမင်းကျေးရွာကထပ်ပြီးစုခုရရှိသွားပါတယ်။အော်တိုဘာလအတွက်ဖွင့်လှစ်ခဲ့တဲ့ဒီဖွင့်ပွဲကိုတောင်ပြည်တနေရာမှာပြီးခဲ့တဲ့နိုဝင်ဘာ၁ရက်နေ့ကဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ဟိုမင်းရွာခံဦးအိုက်စိန်ဆိုတဲ့သူက စုခုရရှိသွားပါတယ်။29ကြိမ်အထိ ရှိလာပြီးဖြစ်တဲ့တောင်ပြည်ပညာရေးအထောက်အကူပြုထီကိုဟိုမင်းကျေးရွာကဒုတိယအကြိမ်မြောက် စုခုရရှိတာဖြစ်ပါတယ်သိန်း900စုရဲ့အခရာကတော့ B 31363ဖြစ်ပြီးသိန်း900စုကြီးအပြင်သိန်း100သိန်း90သိန်း30နဲ့10သိန်း5သိန်း2သိန်းစုတွေ ပါဝင်ပါတယ်ထီစုကြီးဖြစ်တဲ့သိန်း900စုနဲ့သိန်း100စုရဲ့နောက်ဆုံးကဏ္ဍသူတွေကိုလည်းစုအဖြစ်ချိမြင့်တာပါရှိပါတယ်ဒီကရက်စတင်ဘာလအတွက်ဖွင့်လှစ်တဲ့28ကြိမ်မြောက်အမြင့်ဆုံး3900စုကြီးကိုလည်းနမ်ဆတ်မြို့နယ် မြို့တိကျေးရွာက စုခုရရှိသွားတာဖြစ်ပြီးနမ်ဆာမြို့နယ်ကတော့စုစုပေါင်း9ကြိမ်အထိ စုခုရရှိထားပါတယ်။တောင်ပြည်ပညာရေးထီဟာတောင်ပြည်ပညာရေးအတွက် အထောက်အကူပြုစေတဲ့ထီဖြစ်ပြီးတောင်ပြည်ကစာတင်ကျောင်းပေါင်း600ကျော်၊ကျောင်းသားကျောင်းသူ6000ကျော်နဲ့ဆရာဆရာမအင်အား3500ကျော်အတွက်တစ်ဖက်တစ်လမ်းကနေရန်ပုံငွေရှာဖွေပေးနေတာဖြစ်ပါတယ်။ဒါကြောင့်စာတင်ကျောင်းတွေမှာလိုအပ်တဲ့ရန်ပုံငွေနဲ့ဆရာဆရာမတွေအတွက် လိုအပ်တဲ့ပညာသင်စရိတ်တွေကိုတအောင်းထီရောင်းရငွေကနေလှဆင်ထောက်ပံ့ပေးနေတဲ့အတွက်ကြောင့်အနေနဲ့အရရက်ကမိဘပြည်သူတွေအနေနဲ့တားပြည်ထဲကအကြောင်းနေအရွယ်ကလေးသူငယ်တွေပညာဆက်လက်တင်ကြားနိုင်ဖို့တားပြည်ပညာရေးထီကိုထိုးပေးခြင်းဖြင့်ကူညီနိုင်ပါကြောင်းတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာကျွန်တော် MyM Cree ပါ Yeah, but play won't you?